င်္ဂလာပါရှင်ကျွန်မတီကပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့မိုးကြီးမဲ့သတင်းပေးချက်အမှတ်စဉ်၈မြင်းဆောင်2025ကိုထုတ်ပြန်ပေးပါမယ်။2025ခုနှစ်မေလ14ရက်နေ့မြန်မာစံတော်ချိန်ည9:00နာရီချိန်ထုတ်ပြန်ချက်မှာတော့ဒီနေ့မြန်မာစံတော်ချိန်ညနေ9:00နာရီခွဲချိန်တိုင်းထွားချက်တွေကကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ကိုတောင်ပိုင်းမှာတော့လေထုမငြိမ်သက်မှုတွေဖြစ်ပေါ်လာနိုင်တာကြောင့်၎င်းမုတ်တုံလီဆက်လက်ဝင်ရောက်လာနိုင်တာကြောင့်၎င်းအပုံပြတ်တဲ့အတိမ်တွေဖြစ်ထွန်းမှုအားကောင်းတာကြောင့်၎င်း ဒီနေ့ညကနေ18ရက်5လ2025အတွက်မှာတော့နေပြီးတော့ရောင်းတိုင်းဒေတာကြီးမန္တလေးတိုင်းဒေတာကြီးဘိုးတိုင်းဒေတာကြီးမကွေးတိုင်းဒေတာကြီးစကိုင်းတိုင်းဒေတာကြီးအေရဝတီဒေတာကြီးသတင်းနိုင်တိုင်းဒေတာကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာတော့နေရာစစ်စစ်ကနေနေရာအနှံ့အပြားမိုးထစ်ကြုံရွာသွန်းပြီးတော့18ရက်5လ2025ကနေ20ရက်5လ2025ရက်နေ့အတွက်မှာတော့နေပြီးတော့ရောင်းတိုင်းဒေတာကြီးမန္တလေးတိုင်းဒေတာကြီးမကွေးတိုင်းဒေတာကြီးစကိုင်းတိုင်းဒေတာကြီးအေရဝတီဒေတာကြီးက چینپی نه چینپی نه رکایپی نه نه شینپی نه ما နေရာစစ်စစ်ကနေနေရာအနှံပြနဲ့ဗကိုတိုင်းဒေသကြီးတရင်နိုင်တိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာနေရာကျဲကျဲမိုးထည်ကြုံရွာသွန်းပြီးတော့တချို့ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးပါမယ်။အကြံပြုချက်အနေနဲ့ကတော့မိုးသည်ထန်စွာရွာသွန်းတာတွေနဲ့အတူတူလေပြင်းတွေတိုက်ကတ်တာမိုးထည်ကြုံတာမိုးကြိုးပြစ်တာလျှက်စီးလက်တာမိုးသီးကြွေတာလျှက်ပြက်ရေကြီးတာနဲ့မြေပြိုတာစတဲ့သဘာဝဘေးရန်တွေဖြစ်ပေါ်နိုင်တဲ့အတွက်အဆိုပါဒေသမှာရှိတဲ့ကုန်းမြစ်ဒေသအနီးမှာနေထိုင်ကြတဲ့သူတွေအနေနဲ့မြေပြိုမှုအန်နဲ့မြေငယ်ချောင်းငယ်အနီးမှာနေထိုင်ကြတဲ့သူတွေအနေနဲ့ ရေကြီးရေရှာမှုတွေကိုကြိုတင်သတိပြုရှောင်ရှားဖို့နဲ့ပြည်တွင်းရေချောင်းသွားလာရင်လည်းလေချောင်းပြန်တိုက်အနေနဲ့လည်းကြိုတင်သတိပြုနိုင်ဖို့အသိပေးနှိုးဆော်လာတာဖြစ်ပါတယ်။ဒါအပြင်2025ခုနှစ်မေလ14ရက်နေ့မြန်မာစံတော်ချိန်နေ့လယ်3:38မိနစ်အချိန်ကမှာတော့မန္တလေးတိုင်းပြင်ဦးလင်မြို့မြောက်အနောက်မြောက်ဘက်10ကီလိုမီတာအကွာမြောက်နယ်30ကီလိုမီတာကိုပေါ်ပြပြီးတော့အင်အားရတာစကေ၄.၃ညအစင်းနဲ့အင်အားအသင်တင်ရှိတဲ့မြို့နယ်တစ်ခုထပ်မံလှောက်ခတ်သွားပါမယ်။ စကိုင်းငလျင်ကြီးရဲ့နောက်ဆက်တွဲငလျင်ငယ်တွေဟာဆက်လက်လှုံ့ရှားနိုင်တဲ့အတွက်ငလျင်ဘေးဆောင်ရန်ရှောင်ရန်သတိပြုရတဲ့အညီနေထိုင်ကြဖို့လည်းထပ်မံအသိပေးခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့မုတ်တုံဝင်ရောက်မှုအခြေအနေအသေးပေးချက်ကိုဖော်ပြပေးပါမယ်။2025ခုနှစ်မေလ14ရက်နေ့ထုတ်ပြန်ချက်အရ ိန္ဒိယမူလဝသဌာနရဲ့ထုတ်ပြန်ချက်တွေအရအနောက်တောင်မုတ်တုံလီဟာမြန်မာနိုင်ငံတောင်ဘက်စွန်ဒေသတွေမှာမေလ7ရက်ကနေစတင်ဝင်ရောက်ခဲ့ပြီးတော့မြန်မာနိုင်ငံတောင်ပိုင်းနဲ့အရှေ့တောင်ပိုင်းဒေသတွေကိုမေလ22ကနေ26ရက်နေ့အတွင်းမှာ၎င်းမြန်မာနိုင်ငံအလယ်ပိုင်းနဲ့အထက်ပိုင်းဒေသတွေကိုဂျွန်လ10ရက်နေ့နောက်ပိုင်းမှာ၎င်းဝင်ရောက်နိုင်တဲ့အကြောင်းခန့်မှန်းထားတာဖြစ်ပါတယ်။ဒီတစ်ပတ်တွင်လေပြင်းအားနဲ့ရောင်အောင်ဖြစ်ပေါ်လာနိုင်ခြင်းကိုစဉ်ဆက်မပြတ်စောင့်ကြည့်ရရှိပြီးမုတ်တုံဝင်ရောက်ချိန်မှာကုန်းမြေပေါ်မှာလည်းမုတ်တုံလေပြင်းအားနဲ့ရောင်အောင်တွေဖြစ်ပေါ်နိုင်လို့ နေရာကွက်ပြီးမိုးကြီးတာမိုးသေးကြွေတာလေပြင်းတိုက်ခတ်တာနဲ့ရုတ်ချီးရေလွှမ်းမိုးတာတွေဖြစ်ပေါ်နိုင်ပါတယ်။ဝိရုဒခံမှန်းချက်တွေကိုဖတ်ရှုလေ့လာပြီးတော့ဆောင်းရန်ရှောင်းရန်သတိပြုရန်အချက်တွေနဲ့အညီနေထိုင်ကြဖို့လည်းအသိပေးဖော်ပြလာခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့မေလ15ရက်နေ့အတွက်မလို့သာခံမှန်းချက်ကိုဖော်ပြပေးပါမယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်မှာတိုင်အသစ်တွေကနေတည်ထူတတ်ပါရယ်။ပင်လယ်ပြင်အခြေအနေကတော့တရင်နိုင်ကင်မရာနဲ့မိုးဒမကွေးမှာလေဟာအနောက်အနောက်မြောက်ဘက်ကနေတနအီကို7မိုင်ကနေ -30 ကတိုက်ခတ်နိုင်ပြီးတော့လှိုင်းနှင်းငယ်ကနေလှိုင်းတင်တဲ့ရှိပါရယ်။ရခိုင်ကင်မရာနဲ့မြို့ဝကျွန်းပေါ်ဒေသတွေမှာလေဟာအနောက်အနောက်တောင်ဘက်ကနေတနအီကို9မိုင်ကနေ7မိုင်ကတိုက်ခတ်နိုင်ပြီးတော့လှိုင်းနှင်းငယ်ကနေလှိုင်းတင်တဲ့ရှိပါရယ်။မိုးချင်တွေကတော့နေပြီးတော့စကိုင်းတိုင်းမန္တလေးတိုင်းရှမ်းကုန်းတိုင်း AR တိုင်း ပဲခူးတိုင်းတဲ့နိုင်တိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ခရစ်နေပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာတော့နေရာအနှံပြားကနေနေရာဆိတ်ဆိတ်မိုးထစ်ကြုံရွာသွန်းနိုင်ပြီးတော့မကွေးတိုင်းမှာတော့နေရာဆိတ်ဆိတ်ကနေနေရာကြဲကြဲမိုးထစ်ကြုံရွာပါမယ်နေ့ဘူးချိန်တွေကတော့မနိုင်ငံတဝမ်းလုံးမှာပုံမှန်အပူချိန်အောက်ကြာစင်ပါပဲရှင် ဒါအပြင်မလို့သာသူတည်တည်အွန်လိုင်းကားတဲ့မေလ15ရက်နေ့ညနေ9နာရီမှာစောင့်ကြည့်ရတော့မဲ့ focus ပေါ်တဲ့၃ခုရဲ့တင်နီယာခံမှန်းချက်တွေကတော့ model တစ်ခုချင်းစီရဲ့ကြိုတင်ခံမှန်းချက်တွေများစွာကွာခြားမှုရှိပေမဲ့လည်းမြန်မာနိုင်ငံအပေါ်တက်ရောက်မှုကတော့လက်တိုင်တော့မိုးရွာတော့မိုးရေချိန်စတာနဲ့တော်တော်ကွာသွားပါတယ်။ညနေ9နာရီကိုစောင့်ကြည့်ပြီးမှမလို့သာဖြစ်နိုင်ခြေတွေကိုထပ်ကြည့်ပေးအောင်မယ်လို့လည်းခံမှန်းခဲ့တာဖြစ်ပါတယ်။ဒါအပြင်ကြိုတင်ခံမှန်းထားတဲ့တိုင်းလေတို့မငြိမ်သက်မှုဖြစ်လာပြီးမလို့ရန်ကုန်တိုင်းကစပြီးမိုးပေါ်လာနိုင်တဲ့အကြောင်းဖော်ပြပေးပါမယ်။ ဒီကြောင့်မလို့တာဦးဝေဖြူဟန်ကတော့15ရက်9လ2025ရက်နေ့မနက်7:17မိနစ်ချိန်မှာကုလို့ထုတ်ပြန်ခဲ့ပါဗျာ။ ရောက်တိုင်းဒေသကြီး၊ရောက်တိုင်းဒေသကြီး၊တရင်းနိုင်တိုင်းဒေသကြီး၊မွန်ပြည်နယ်၊ကရင်ပြည်နယ်၊မန္တလေးဒေသကြီးရဲ့အထက်ပိုင်းရခိုင်ပြည်နယ်၊ကယားပြည်နယ်၊ရှမ်းပြည်နယ်တွေမှာတော့နေရာစိစိမိုးရွာသွားပါမယ်။ရောက်တိုင်းဒေသကြီး၊ရောက်တိုင်းဒေသကြီး၊မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်မှာတော့နေရာကွက်ပြီးမိုးကြီးပါမယ်။မန္တလေးဒေသကြီးရဲ့အောက်ပိုင်း၊ဘိုးတိုင်းဒေသကြီး၊အရှေ့ပိုင်းနဲ့စကိုင်းတိုင်းဒေသကြီးတွေမှာတော့နေရာကျဲကျဲမိုးရွာသွားပါမယ်။ကြက်တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာတိမ်သင့်တဲ့ပြတ်ထွန်းနိုင်ပြီးတော့နေရာကွက်ကြမိုးရွာသွားပါမယ်။ နောက်သုံးရက်အတွင်းမြန်မာနိုင်ငံအလဲပိုင်းအပောင်းတပြည်လုံးမှာမိုးရွာတော့မှာဖြစ်ကြောင်းဖော်ပြလာခဲ့တာဖြစ်ပါတယ်။ ဒါအပြင်မိုးလေဝသသုတေသည်အွန်လိုင်းကလည်းမေလ15ရက်မနက်ပိုင်းရန်ကုန်တိုင်းပဲခူးတိုင်းနဲ့ ERI တိုင်းအတွင်းမှာတက်ဆင်ထားပြီး weather station တွေမှာတော့မိုးပပားနေရာကျကျဆက်ရွာနေတာလည်းတွေ့ရပါဗျ။မိုးရွာတဲ့နှုံမများတာကြောင့်မိုးသေးတယ်လို့လည်းပြောလို့မရပါဘူး။လက်ရှိဖြစ်ပေါ်နေတဲ့အထက်လေပွေလိုင်းကဘင်္ဂလားပင်လယ်အရှေ့အလယ်ပိုင်းကိုဒီနေ့ည9:00နာရီမှာရောက်ရှိနိုင်တဲ့အကြောင်း ECNWF နဲ့ Icon Model တွေကခန့်မှန်းထားပြီးတော့ GFS Model ခန့်မှန်းချက်ကတော့ပြတ်သွားတာတွေ့ရပါဗျ။ မေလ14ရက်ညနေပိုင်းတွင် GFS model ခံမှန်းချက်က UACC ဟာအားပေါ်ကောင်းလာပြီးတော့ရခိုင်ပြည်နယ်ကမ်းခြေဘက်ကိုဖြတ်ဝင်တော့မယ့်အပုံပြသနေခဲ့တာပါ။တေချာမှုမရှိသေးတဲ့အတွက်ဒီနေ့မနက် update data တွေမှာတော့ဒီခံမှန်းချက်ပြတ်သွားပြီဖြစ်တယ်လို့လည်းဆိုပါရယ်။မေလ16ရက်နေ့မှာစတင်တဲ့မိုးကာလဟာဂျွန်လ30ရက်နေ့ထိနေဖြစ်ပါရယ်။ဒီကာလအတွင်းမှာဘင်္ဂလားပင်လယ်အော်ကပ်ပလီပင်လယ်နဲ့ အာရဗျပင်လယ်ရီဘက်ကလေပွေလိုင်းတွေကလေပြင်းအားနဲ့ရောင်းဖြစ်ပေါ်တာဆက်ရှိနေဦးမှာဖြစ်ပြီးမိုးကာလာတရှောင်းမြန်မာနိုင်ငံမှာမုတ်တုံမိုးကလည်းဆက်ပြီးရွာနေဦးမှာဖြစ်ပါတယ်။ပင်လယ်ပြင်ကထူးခြားတဲ့မလူဝတာအခြေအနေဖြစ်ပေါ်မှုအပေါ်မူတည်ပြီးတော့မိုးနေတာမိုးများတာတွေရှိလာပါအောင်မယ်။မိုးကာလာအတွင်းရာသီဥတုဖြစ်နိုင်တဲ့အခြေလက်တွေကိုဆက်လက်စုဆောင်းတင်ပြပေးသွားမှာဖြစ်တာကြောင့် ပြည်နယ်နဲ့တိုင်းနယ်အလိုက်လင်းရစာမိုးလေဝသအခြေအနေမိုးမြမယ်မိုးနဲ့မယ်နေပုံမယ်မိုးရမယ်ဆိုတာတွေကတော့ဝေဒါဝိကပ်ပေမှာကိုတိုင်းကြင် जा ဖို့ဖော်ပြလာခဲ့တာဖြစ်ပါတယ်ဆက်လက်ပြီးတော့လည်း2025ခုနှစ်မေလ15ရက်နေ့အတွက်မိုးလေဝသခန့်မှန်းကျမှာတော့ဘင်္ဂလားပင်လယ်အခြေအနေဟာကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အရှေ့တောင်ပိုင်းမှာမိုးတုံလေအားနည်းငယ်ကနေအားသေးတဲ့ရှိပါမယ်ဘင်္ဂလားပင်လယ်အရှေ့လေပိုင်းမှာနေရာဆိတ်ဆိတ်မိုးထစ်ကြုံရွာသွန်းပြီးတော့ကြံဘင်္ဂလားပင်လယ်မှာတော့နေရာကွက်ကြမိုးထစ်ကြုံရွာသွန်းပါမယ် အကိုခရိုင်လပ်ပတာခရိုင်ဖျာပုံခရိုင်မိုးပဲခရိုင်ကျိုင်းစိတ်ကြီးခရိုင်တောင်ကြီးခရိုင်နန်းဆန်ခရိုင်ကျိုင်းတော်ခရိုင်ကျိုင်းထူခရိုင်တထုံမွလမြိုင်ခရိုင်နဲ့ရောင်တိုင်းတက်မှာရှိတဲ့ခရိုင်တွေအလုံးမှာတော့မိုးတဲ့တဲ့ထက်ချုံရွာသွန်းကနေရာကွက်ပြီးမိုးကြည့်မယ်လို့ဆိုပါရယ်ပူတော်ဝခရိုင်ပမောတနိုင်းချီပွေမိုးညင်မြကျင်းနာမိုးရွာစကိုင်းရွှေဘူရီဦးကောလင်ကမ်ဘလူကတာခန်ဒီမော်လိုက်ရှိမှာပဲကလေးတမူဟာခါဖလန်တီးတိမ်မတူပြီးမင်းတပ်ပလောက်ဝ တန်တွေမြောင်ဦးအန်ကြောက်ဖြူစစ်တွေမောင်းတော်ပကုတ်ကိုမဲဖို့ကံကောတပိတ်ချင်းပြုံးလေမဟာအောင်မြေအောင်မြေတာဆန်ကြောက်စဲရမဲတင်တရာဦးဇေယသည်ရိပြမနာညောင်လေးပင်တရားရီတောင်ကို ပြီးနတလင်မြန်အောင် ဟင်းတရာကြုံပြောပသိမ်မြောင်းများလွိုင်းကောတီမောဆိုဘောလကဲမဲဆဲတန်တော်ကြီးဖာပွန်ဖတ်အန်မြောင်းရင်ကွန်ကရစ်တဝဲဘိတ် ဘောပြင်းကွန်တောင်ရေခရိုင်ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ခရိုင်တွေအားလုံးမှာလည်းမိုးနှင်းငယ်ထစ်ချုံရွာသွန်းမယ်လို့ဆိုပါရယ်။မြို့ဝကျွန်ပေါ်မုံတမောက်ွယ်မွန်တရင်နိုင်ကံရန်တက်ဆောင်တဲ့ကန်းတော်ပင်လေပြင်းမှာတော့တခါတရံမိုးတက်လေပြင်းနေကြာရောက်ပြီးလှိုင်းတဲ့တဲကနေလှိုင်းကြည့်ပါမယ်။မိုးတက်လေပြင်းကြာရောက်စဉ်ရေပြင်းမြေပြင်းလေပြင်းကတော့တနအိုက်ကို55မိုင်ကနေမိုင်90တင်တိုက်ခတ်နိုင်ပြီးတော့လှိုင်းမြင့်ကတော့6ပေကနေ14ပေကရှိပါမယ်။ကျန်မပင်လေပြင်းမှာလှိုင်းတဲ့တဲရှိပါမယ်။လှိုင်းမြင့်ဟာ3ပေကနေ9ပေကရှိပါမယ်။ နာမည်58နာရီအတွင်းမှာတော့တပြည်လုံးမှာမိုးထစ်ကြောင်ရွာသွန်းပြီးတော့တိုင်းနယ်ပြည်နယ်အသေးသေးမှာနေရာကွက်ပြီးမိုးကြီးပါမယ်။မုတ်တုံလေအာတင်တဲ့ရှိပါမယ်ရှင်။